်မင်္ဂလာပါကရှင်ဝေသတင်းဌာနကအပတ်စဉ်သတင်းလာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ကတော့နေ့စဉ်ထူခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်သတင်းအစီအစဉ်တင်ဆက်သူဒီလိုင်းဖြစ်ပါတယ်စစ်ကော်မရှင်တပ်နဲ့ရှမ်းပြည်တိုင်းနာအမိခံလက်နက်ကိုင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးလာတာကြောင့်ဟိုပင်မြို့နှံ့ရင်ကြီးရွာကဒေသခံတို့ရှောင်တိန်နေကြပြီဖြစ်ကြောင်းတီးရပါရယ် နိုဝင်ဘာ17ရက်နေ့ကကင်းလဲနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေပြစ်ခတ်ခံရပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေအခြေချထားတယ်လို့ယူဆရတဲ့မြို့ရဲ့အရှိတောင်ပတကျော်ကိုဦးတည်ပြီးစစ်ကော်မရှင်ရဲ့ပူပေါင်းစစ်ကြောင်းတွေလှုပ်ရှားလာတာဖြစ်တယ်လို့စစ်ရေးနှိစက်သူကပြောပြပါရယ်စစ်ကြောင်းဥဆောင်တဲ့သူကိုသူတို့အထက်ရာရှိကရက်တော်မူဖျားရှိတဲ့တောင်ကြီးတကျော်ရဲ့လိမ်မော်ဂျန်ဘတ်တွေရဲ့ကိုမွေခိုင်းတာဟုတ်တယ်အဲ့ဒီဘက်ကိုစစ်ကြောင်းမထိုးဘူးဆိုရင်စစ်ကြောင်းမှုကိုအေးအေးယူမယ်လို့သတင်းရနေတယ်လို့သတင်းရင်းမြစ်ကဆိုပါရယ်စစ်ကော်မရှင်ပူပေါင်းတပ်ဖွဲ့က ဒရုန်းလက်နက်ကြီးတွေအုံပြုပြီးမနေ့ကအရှိတောင်ဘက်တကျော်အထိဆက်လက်ချင်းကပ်လာခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားနိုင်တဲ့အရေးအယံတွေရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်စစ်ကြောင်းထိုးရလမ်းကြောင်းပေါ်မှာရှိတဲ့နိုင်ရင်ကြီးရွာတကျော်မှာလည်းဇက်တိုက်လှုပ်ရှားမှုတွေရှိနေတာကြောင့်ပြည်သူတွေမနေရတော့ပဲကြီးရွာကနေထွက်ပြေးတိမ်းရှောင်သူတွေရှိနေတယ်လို့တီးရပါရယ်ရှောင်းတိုင်းတွားသူတွေရဲ့နေအိမ်ကတံမိုးရှိပစ္စည်းတွေပြင်ဝက်စာအိပ်ပါမကျန်းပြည်သူတွေရဲ့ပစ္စည်းတွေကိုရှမ်းနီလက်နက်ကိုင်အဖွဲ့တွေကကားကြီးကားငယ်တွေနဲ့တဲထုတ်နေတယ်လို့ ဒေတာကန်တွေကပြောပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရပ်နာပေးရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်